အားလုံးပဲမင်္ဂလာပါကျွန်တော်22ခုနှစ်ဖေဖော်ဝါရီလမှာဆိုရင်တော့ရုရှားနိုင်ငံကယူကရိန်းကိုကျူးကျော်ဆင်ဆင်နွှဲခဲ့ပါတယ်ဒီစစ်ပွဲကိုတကဘာလုံးကလည်းရှုံချခဲ့ပြီးတော့ရုရှားဘက်မှာလည်းပိတ်ဆို့အရေးကြီးမှုတွေပြုလုပ်ခဲ့ပါတယ်အဲဒီထဲမှာဘလုံးလောကလည်းပါဝင်သွားခဲ့ပါတယ်ရုရှားလူကြီးစင်အသင်းကြီးကိုကဘာပလာအပါဝင်တခြားနိုင်ငံတွေကပွဲစဉ်ဒီမှာဝင်ရောက်ရှင်ပြိုင်ပွဲပိတ်ပင်ခဲ့ပါတယ်အဲကြောင့်ရုရှားလူကြီးစင်အသင်းက2022ကဘာပလာနဲ့2024ယူရိုပြိုင်ပွဲကြီးတွေကိုလွှဲချော်ထားခဲ့ရပါတယ်ဒါအပြင်ရုရှားခြေဆိုင်ကလပ်တင်းတွေကို FIFA နဲ့ UEFA လောက်ကကလပ်တင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ရှင်ပြိုင်ပွဲပိတ်ပင်ထားခဲ့ပါတယ်။ဒီခုဆိုရင်ရုရှားကိုနိုင်ငံတကာဘောလုံးတိုင်ပွဲကနေဖိတ်ချင်ထားခဲ့တာသုံးနှစ်ကျော်ရှိလာခဲ့ပါပြီ။အချိန်မှာတော့ရုရှားကိုဘန်ဒါဒါကနေပြန်ရုပ်သိမ်းလို့မယ်ဆိုပြီးတော့သတင်းတွေလည်းထွက်ပေါ်နေခဲ့ပါတယ်။ပြီးခဲ့တဲ့မက်ချ်လာထဲမှာယူကရိန်းနဲ့ရုရှားတို့ကအမေရိကန်ရဲ့အောက်ဆောင်မှုနဲ့အတူဆော်ဒီအာရေဗျားမှငင်းငင်းရေးဆွေးနွေးခဲ့ကြပါတယ်။ဒီစနေပွဲရဲ့အကျိုးဆက်အနေနဲ့ရုရှားကနိုင်ငံတကာဘောလုံးလောကတွေကိုပြန်ဝင်လာနိုင်မယ်ရှိနေတယ်လို့သိရပါတယ်။ရုရှားကိုဘန်ဒါဒါပြန်ပြီးရုပ်သိမ်းမလားဆိုတာနဲ့ပတ်သက်ပြီးတော့ FIFA ဥက္ကဋ္ဌ Infantino ကလက်ရှိမှာငင်းငင်းရေးဆွေးနွေးပွဲလုပ်နေကြပြီ ီဆိုတော့မကြခင်ရုရှားကိုနိုင်ငံတကာစီမင်းထပ်မှပြန်တွေ့ရဖို့မျှော်လင့်ပါတယ်။အရင်ဆုံးပြဿနာတွေပြင်လဲအောင်ဖြေရှင်းဖို့တော့လိုအပ်ပါတယ်။ကျွန်တော်တို့ဒီလိုဖြစ်လာဖို့ဆူတောင်းကြရမှာပါ။ဘလုံးဆိုတာခွဲခြားနေဖို့မဟုတ်ပါဘူး။အားလုံးကိုပို့ပြီးစီလုံးစီရမယ့်အရာဖြစ်ပါတယ်ဆိုပြီးတော့ပြောပြသွားခဲ့ပါတယ်။ဒါပေမဲ့ရုရှားကိုဖန်ထားတာကနေပြန်ပြီးတော့ရုပ်သိမ်းမှုဆိုတာက FIFA ဥက္ကဋ္ဌတယောက်တည်းဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ရုရှားဥရောပနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ဥရောပဘလုံးဖွဲ့ချုပ်ဖြစ်တဲ့ UEFA လက်အောက်မှာရှိနေပါတယ်။အားကြောင့်ရုရှားရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ UEFA မှာမဲခွဲဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။ရုရှားကိစ္စ နဲ့ပတ်သက်ပြီးတော့ UFA ဥက္ကဋ္ဌကလည်းကျွန်တော်အရှင်ကလေးကအချင်းချင်းပြောထားတဲ့အတိုင်းပါပဲစစ်ပွဲတွေရပ်သွားပြီဆိုတာနဲ့ရုရှားကိုချက်ချင်းပြန်လက်ခံမှာပါဆိုပြီးတော့ပြပြသွားခဲ့ပါတယ်အဲကြောင့်လက်ရှိ FIFA နဲ့ UFA တို့ကြားမှာသဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ပြောလို့ရပါတယ် FIFA ဘက်ကရုရှားကိုလက်ငင်းကပွဲစဉ်နေစီပြန်လာစေချင်နေပြီမဲ့ဒါက UFA ကတော့သဘောတူမှမထင်ပါဘူးလက်ရှိမှာ2026ကမ္ဘာ့ဗလာပြိုင်ပွဲအတွက်ချက်စစ်ပွဲတွေကလည်းစတင်ရှင်မြိုင်နေပြီဖြစ်ပါတယ်အဲကြောင့်2026ကမ္ဘာ့ဗလာမှာရုရှားကိုပြန်တွေ့ရဖို့ကမဖြစ်နိုင်သေးဘူးလို့ပဲပြောရမှာပါဒီကစားနဲ့ပတ်သက်ပြီးတော့ယူ ကရိန်းပေါ်လုံးဖွဲ့ချုပ်ကလည်းထုတ်ပြန်ထားတာရှိပါတယ်။တကယ်လို့အဖွဲ့ချုပ်တွေကရုရှားကိုပြန်လည်ခံလိုက်မယ်ဆိုရင်ခံစားနေရတဲ့များစွာသောယူကရိန်းပြည်သူတွေကိုကူးမဆရာရောက်တယ်ဆိုပြီးတော့ထုတ်ပြန်သွားခဲ့ပါတယ်။ဒါကြောင့်စပွဲမပြီးခင်အထိရုရှားကိုဗန်းထားတဲ့နယ်ဆိုပြီးတော့ယူကရိန်းပေါ်လုံးဖွဲ့ချုပ်ကတိုက်တွန်းသွားခဲ့ပါတယ်။အဆောင်ကြီးပြည်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။